စမ်းမယ်။ငလင်လှုပ်တဲ့အချိန်မှာ ကျွန်တော်ရဲ့စိုးဝင်းရဲ့ဇော်မင်းထွန်းတို့ကဂွေယူပုံရုံကန်ထဲမှာစကားပြောနေကြတာ။ငလင်စလှုပ်လှုပ်ချင်းပဲရုံကန်ထဲကနေစိုးစုံထွက်ပြေးသွားတာကဇော်မင်းထွန်းပဲ။လက်ကိုမကြည့်တော့လား။တပ်ဗတော်ရဲ့အစင်လာရာစိုးဝင်းလည်းပြေးတာပါပဲ။ကျွန်တော်ကလည်းအတော်ကိုကြောက်သွားပါတယ်။မြင်းမျိုးပြီးထင်ထားတာလေ။ပြုတ်ထားတဲ့ကုသိုလ်ကံတွေကအတော်ကိုများနေပြီကို ဒီလိုနဲ့ကျွန်တော်လဲစပွဲတစ်ချမ်းအောင်ဝင်ပုန်းနေလိုက်တယ်။ကျွန်တော်ရဲ့ဘုံတကူကြောင့်ထင်တယ်။ဒီစပွဲတစ်ချမ်းကကျွန်တော်အသက်ကိုကာကွယ်ပေးခဲ့တယ်။ထောက်တန်းကျွန်တော်ပေါ်ချိုးကြတဲ့အခါမှာလဲကျွန်တော်အရက်ကနည်းနည်းပုတ်နေတော့ခေါင်းပေါ်ကနေလွတ်သွားပြန်တယ်။အပြင်ရောက်သွားပြီးတော့ကြောက်ကြောက်နဲ့တောင်ကြီးမြောက်ကြီးရင်မတက်ရက်နေလိုက်တာတနာကြီးလောက်ကြာသွားတယ်။အဆိုပါပြောဆိုချက်ကို တက်ချုပ်ကြီးကတာလဘတ်အုပ်ရက်တောင်တစ်ဖြက်ဖြက်ခတ်နေတဲ့ငလျင်ဘေးအတွက်လာရောက်လူတန်းသူအဖွဲ့စည်းများကိုသူ့ရဲ့ခက်ခဲခက်ခဲငလျင်ဘေးဖျက်တမ်းခဲ့ရပုံတစ်စိတ်တစောင်းကိုပြောဆိုနေခြင်းဖြစ်ပါတယ်။တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်နေတဲ့လူတယောက်ကငလျင်လောက်ခအပီးတဏာကြီးလောက်အပြင်မှာဘာမှမလုပ်ပဲငုတ်တုံမတ်တက်ရက်နေတဲ့ဆိုကြဲကသူ့ရဲ့အရေးချင်းကိုတတ်ထောက်ခံသူတို့နားလေသဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။ဒါကြောင့်လေပင်စင်ယူရမယ့်အရွယ်ပါတော့သူ့လောက်တော့ ူလောက်တက်တဲ့သူမရှိသေးတော့အခုချိန်ထိတိုင်းပြည်တာဝန်ကိုပင်ပန်းကြီးစွာထမ်းထားရတဲ့သူပါတကယ်လို့များတက်ချုပ်ကြီးတာမရှိတော့ရင်ဝမ်းနဲ့မဲ့သူတွေရှိတယ်နှမျောတက်တာယူကြုံမရအပူလုံးကျွားမဲ့သူတွေရှိတယ်အထမဲ့သားလို့ပတ်ဝန်းကျင်မှာအနေခံရမှာကိုကြောက်မဲ့သူတွေရှိတယ်ကြုံလာရသည်မခက်ခဲတွေကိုရှေ့ဆုံးကခုခံပေးမဲ့သူမရှိတော့ရင်ဒီနိုင်ငံဟာကဘာမြေပေါ်ကပြတ်ကွယ်သွားမယ်ဆိုတာ တက်ချုပ်ကြီးတည်နေခဲ့တယ်။ရှင်းနေငရေထုတ်တော့ကျကျွန်တော်တို့ရိုးမှာရိုးမှာကျွန်တော်ဝင်စားစားရီဖတ်နေချင်းပြတ်ပါတယ်။အဲ့တော့စလုတ်တဲ့ချင်းပါတယ်တတိချက်ချင်းတတိရတဲ့အနိုင်ကောက်ကြည့်တော့ဆက်အနိုင်50မိနစ်ပေါ့။မောကြည့်လိုက်ချင်းပါ။ပြီးပြီးပြီးနဲ့ပို့လှုပ်တာတော့လှုပ်တာတော့ကျွန်တော်တို့လည်းလုံးကြီးမှုရအောင်ဆိုစပွဲမှာတချမ်းတော့နေရာယူထားတာပေါ့ဒီယူခဲ့ပါ တော့ဒါညင်သွားတဲ့အခါမှာကျွန်တော်တို့ပြင်ထွက်ကြည့်တော့ကျွန်တော်ရုံးနေရတော့တိတ်တော့ပျက်စီးတိတ်မများပါဘူးဆိုတော့လေ after check တဲ့ရှိတဲ့အခါကျတော့ကျွန်တော်ရဲ့လုံခြုံရေးအဖွဲ့တွေကရုံးအဖွဲ့တွေကတော့ကျွန်တော်အပြင်မှနေဖို့အကြံပြုတယ်တဲ့ကျွန်တော်လည်းအပြင်မှာတဏ္ဍာကျော်တော့ထွက်ပြီးမတက်ရပြီးကျွန်တော်နေပါသေးတယ်နော်တတွင်အမှန်တွေတင်ဆက်ပေးနေတယ်ဒီ boss ကြီးတော့